တော်လိုက်ကာလာရဲ့မိမထားအမယ်တင်းမှာလဲမျိုးသမီးငယ်လေးလေးပါပါတယ်လူမျိုးလူငယ်မျိုးသမီးငယ်လေးတွေကလဲတော်လိုက်တွေဝင်လာပြီးတော့မိမိနှစ်သက်ရာပိုင်းနေမှာတောင်းဝင်ထမ်းဆောင်တဲ့ရှိပါတယ်နောက်တန်းမှာနေပြီးတော့တပ်ဖွဲ့ရဲ့လူအပ်ချက်တွေကိုဖြည့်ဆည်းနေတဲ့သူတွေရှိသလိုရှေတန်းထိလက်နက်ဆွဲကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူတွေရှိပြီးတော့နောက်ဆုံးအခုဆိုရင်တော့စင်ရင်ရစနိုက်ပါကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူဟာအယောက်ဒါကြောင့်ရှိနေဆိုရတဲ့သိရှိရပါတယ်ကဲမျိုးသမီးအေကေမမလေးတယောက်ရဲ့ဗီဒီယိုတစ်ပုဒ်ကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ပါတယ် အားလုံးပဲလူသမီးရဲဘော်တွေကိုလည်းအပိလဲကြပါအောင်ဗျာSlow up, no I don't take so instinctive and so passionate Every word I move so descriptive like an adjective I got a vendetta against people who it. Being negative when you should be getting after it I got facts over facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness, a reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious, because you are behind a fake exterior, inferior. You know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last, and to believe in what you got. It was built to last. Yeah. It, it, it. Never i, I never slow up No, I don't take shit I got no love for the ောင်းလိုက်ရတဲ့ထဲမှာရှိတဲ့စစ်သားမရတွေအကုန်လုံးကိုအခုလိုမျိုးနေ့စဉ်ရက်ဆက်ဝတ်ပြုခိုင်းနေတဲ့အချိန်မှာပဲမင်းအောင်လိုင်းကိုအမေကပြည်သူတွေကလည်းဆူတောင်းမှုလေးတွေစောစီပူပူနေပါတယ်မင်းအောင်လိုင်းတယောက်ရရှိပါသေးဆူတောင်းမှုလေးတွေကိုအဲ့မင်းအောင်လိုင်းကိုလည်းတည်ရခြင်းမီမဲလုံးကိုလည်းတည်ရခြင်းမီဆိုဝင်းကိုလည်းတည်ရခြင်းမီဒီမသားကြီးကိုသင်မအေးမှာမျက်နှာပြင်းထားတာမျက်ရည်ကြာဘူးတစ်ဆက်မှာဒီသေးပဲဒီသေးပဲဒီအခုဗမောမှာဆိုလေအဲ့ ဟိုဟာစကားက21ကဗျူအောင်မှုဆိုရင်ဗျာတဲ့ပြောလိုက်မယ်ကျွန်တော်ဟိုမှာခြေတော်မှာပြက်ပြက်နေပြီအဲ့ဒါမယုံတော့မေးကြည့်လိုက်ကျွန်တော်တို့ဟာခြေတော်ပြက်တာမဟုတ်ဘူးဟာလေးလို့ဆိုပြီးခြေတော်ခဏဖြုတ်ထားတာ ော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနေပဲကျွန်တော်ရဲ့ကိုကြည့် Revolution တွေ channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေးတွေကို reaction မလုပ်သွားပြီးကမှာတော့ယနေ့ February 16ရက်နေ့တနင်္ဂနွေနေ့ရက်အနောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းမှာစစ်ကောင်းဆောင်များက၎င်းတို့၏ကိုကြိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းတမသိမ်းယူထားသည်မှာဒီနေ့မှဆိုရင်တော့1489ရက်ရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းစစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီရင်မှာတော့အကိုးတိုင်းတောင်ကုန်မြို့နယ်မှာ၃ကောင် အနေသာရီတိုင်းလောင်းလုံမြို့နယ်မှာနှစ်ကောင်၊သကိုင်းတိုင်းအရာတော်မြို့နယ်မှာတစ်ကောင်၊ပဲခူးတိုင်းမင်းလိုက်မြို့နယ်မှာတစ်ကောင်၊မန္တလေးတိုင်းပသိမ်ကြီးမြို့မှာနှစ်ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အထောက်အထုံးတရေပုံအနေနဲ့ကတော့မင်းအောင်လိုင်းအနေနဲ့တလာအတွင်းမြန်မာနိုင်ငံမှာရှိတဲ့ဇေဒီတော်အုံးစုမှာပြည်သင်္ကန်းကတ်လို့ရမယ်ဆိုပြီးတော့အမိန်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာတော့ကိုတိုင်ကိုကြလိုက်လုံနေတာကိုတွေ့ရှိရပါတယ်။ဒီရေရာကိုတော့ဘသူကပေးလဲဆိုတာကတော့အတိအကျမသိရသေးပေမဲ့ရေရာရှည်တာလို့လဲ တက်ရင်းမြစ်တွေကပြောထားတာသိရှိရပါတယ်။မင်းအောင်နိုင်အနေနဲ့အခုလိုရွှေသင်္ကန်းကတ်လူရမှာတော့ခရိုနီတရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ပုံဝင်လူတန်းကြဖို့လိုအကြောင်းကိုလည်းပြောထားတာကိုသိရှိရပါတယ်။ဒါအပြင်နိုင်ငံဗန်နာငွေမှာလည်းထုတ်ယူတုံးဆွဲပြီးတော့အုံငူလုံးကိုတလာတွင်အပီးပီးအောင်လိုရမယ်လို့လည်းအမိန့်ထုတ်ပြန်ထားတာရှိကြောင်းတက်ရင်းမြစ်ကပြောကြားထားတာသိရှိရပါတယ်။အာဂျင်တီးနားကနေပြီးတော့အမိန်ထွက်လာပြီဆိုတော့ねခြေလိုက်ရပြန်ပြီရေရေရရင်တော့တစ်ခေါက်တော့ကလည်းခြေလိုက်ရပြန်ပြီရေရေရဖျားတွေအကုန်လုံးနဲ့ရွှေတွေကိုပိတ်နေတာပဲအဓိကကတော့ ဖះလှူတာကနင်းနေဘုံတာကမြန်းများထူးတော့မထူးရပါဘူးဗျာအုပ်အုပ်ကအုပ်ကြီးလို့ဆိုလိုပါပဲသူလည်းအုပ်ကြီးကြီးကြီးသားကြီးပေါ့ဗျာနောက်ထပ်သတင်းလုံးမှာတော့ငတ်ပြဲ့နေတဲ့စစ်ကောင်စီကစစ်ခွေးအဖွဲ့အနေနဲ့ကတော့ဒီပကိုတလှလင်းအလုံသမားယာကနန်းရီတွေ့တာဆီလို့ရန်အလုံသမားဝင်ကြီးသည့်ချစ်ဆွေကကန့်သက်ပိတ်ပင်လိုက်တာတွေ့ရှိရပါတယ်မြန်မာနိုင်ငံမှာဤပနိုင်ငံများကိုလဆင်လို့သမားစီလုံးမှုရေအတွက်ကိုစစ်ကောင်စီရဲ့လို့သမားဝင်ကြီးအစ်စ်ချစ်ဆွေကကန့်တက်လိုက်ပြီးဤပအလုတ်ကိုင်အေဂျင်စီတခုလည်း 大型摄影机、微接、我暗帮微绑定的，我看来着，一包六根，已经是一般新的了，要加来的批发嘞！哈哈，讲过没有嘛？这公司再看来的，老子马问杰的七岁啊，一包六根问扫墓、龙岩十秒破招，M O E A N 的对手呢，要价的，厂家给你批发的，一包六根已经是一片，老子马文杰抢了成都大型摄影机片、微接、对暗槽、微绑定怎么样？批发，一包六根已经是一片，上面调到时间。 အမိတ်နဲ့ဥပဒေကိုမလိုက်နာပါကအစိုးရငွေပေါင်းတင်ထားသောလိုင်စင်ကျူးကိုမြောက်ကိုပြန်ပေးပဲတင်းစီမိဖြစ်ကြောင်းသိရှိရပါတယ်။ဒါကတွားရောက်မဲ့လူငယ်တွေအနေနဲ့လဆင်အခွန်ဆောင်ရမယ်ဆိုတဲ့သဘောတရားကိုပြောထားတာဖြစ်ပြီးတော့တကယ်လို့မဆောင်ခဲ့ဘူးဆိုရင်တော့အခုလိုမျိုးဝေကျက်သိန်း9000တိမ့်ပြီးတော့အေဂျင်စီကိုပိတ်ပစ်မယ်ဆိုတဲ့သဘောတရားကိုပြောထားတဲ့အနေထားကဖြစ်ပါတယ်။အေဂျင်စီအနေနဲ့လည်းစစ်အနက်စစ်အာဏာရှင်လက်အောက်မှာတော်တော်လေးကိုမှအခုလိုမျိုးဒုက္ခတွေကိုပြေကြုံခံစားရအောင်မှာတော့ဒီကြပါပဲ။ ီဘတ်ထွက်လုံးလုံးမဲ့အလုပ်သမားတွေလည်းအတော်ခက်ခဲသွားမယ်လို့ဒီဘတ်အလုပ်ကိုင်း agency ပိုင်ရှင်တွေကထုတ်ဖော်ပြောကြပါတယ်။စီကောင်စီကထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်မတ်ချစ်ဆွေကို2025ခုနှစ်ဇန်နဝါရီ31ရက်နေ့မှာအလုပ်သမားဝင်ကြီးအသည့်ဖြစ်ပြောင်းရွှေ့ခန့်လိုက်ခြင်းဖြစ်ကြောင်းအဲဒီကောင်ကတော့စတင်ရုံမှပြီဗျာ။နောက်ထပ်သတင်းတို့မှာတော့မကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရပ်ကွက်မှာနေတဲ့တင်မူတန်းစင်ခေါ်ရန်တွားရောက်တဲ့ရဲတက်ချက်ကြီးကျော်သူရနဲ့ပေါင်းပါပြူစောတိကိုအင်ရှင်ကဓာပြင်ရှင်းလိုက်ပါတယ်။နောက်တစ်ခုကတော့အင်ရှင်ရဲ့မိသားစုတွေဟာ ီတုကာကွယ်တပ်များထိန်းချုပ်တော်နေမျိုးတို့ရောက်ရှိလွတ်မြောက်သွားပြီဖြစ်ကြောင်းလဲဝမ်းသာစရာသိရှိရပါတယ်။အာဖေဖော်ဝါရီလ15ရက်နေ့ညနေပိုင်းအောင်လံမြို့မှာရဲတပ်ကြီးကျော်သူရဲနဲ့ပေါင်းပါယူစောထီတို့ကမကြီးကုန်းရက်ွက်စုရောက်ရှိလာပြီးစစ်မှုထမ်းရမည့်လူငယ်တူကိုလာရောက်ခေါ်ဆောင်ကြောင်းအချိန်မှာစစ်မှုတန်းခေါ်ဆောင်ခံရသည့်လူငယ်ရဲ့နေအိမ်မှာအင်ရှင်မျိုးသားကဓားပြင်ထွက်ပြီးပုံလုံးကိုရှင်းပစ်လိုက်တာဖြစ်ပါလေ။ရတဲ့ကြကြီးကျော်သူရနဲ့ယူစောတိတူကတော့မကြီးကုန်းရက်ခွက်တဲကိုစစ်မှုတန်းဖို့သွားခေါ်တာလက်နဲ့လည်းမပါဘူးအရက်ဝင်းနဲ့သွားတာလူငယ်နဲ့မိသားစုကလည်းစစ်မှုတန်းဖို့လောက်ခွင့်မဲ့ဆိုတာတည်ထားတယ် ခေကန်ဒူဒန်းစားမိသားစုတဲကဖြစ်တော့ကြောင်တင်းဘူးကတော့အဆင်ပြေဘူးအဲ့တော့လာခေါ်တဲ့ချိန်ဓာတ်နဲ့ထွက်ပိုင်းတာဗျာတဲ့ရတဲ့ကြည်ကြည်ကျော်သူရနဲ့ပြူစောထီတို့ကတော့ပွဲချင်းကိုပြီးတာပဲအပြက်အပြက်ကိုထွက်တာပဲတဲ့အဲမိသားစုရောလူငယ်ရောအကုန်လုံးအခုတော့လူမြောက်နေမြေရ PDF စကန်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။ရှင်ခုတ်ခံရတဲ့တေဆုံးသွားတဲ့ရတဲ့ကြည်ကြည်ကျော်သူရမှာတော့အသက်တော့92နှစ်ဖြစ်ပြီးဧပြီလ18ရက်မှာ၎င်းရဲ့အောင်လံမြို့နေအိမ်ကနေပြီးတော့နာရီပို့ဆောင်ကြမှာဖြစ်ကြောင်းလည်းသိရှိရတယ်။ပြီးတော့ ပြည်သူတွေကဘလို့ပြောထားလဲဆိုရင်တော့ရတဲ့ချက်ကြီးကျော်သူရကနာမည်စိုးလွန်နေတော်တော်ကြာပြီးစေဟနာရှင်မသိငင်နေရသူကကြမ်းနေစေဟနာရှင်သိင်းပြီးတော့နှစ်ဆလောက်ပူကြမ်းနေမနေ့ကသူတည်ပြီးလဲဆိုတော့တမျိုးလုံးဝမ်းတာလို့ထားကားတဲ့လူတွေနဲ့ပျော်ပွဲရှင်ပွဲလုပ်တဲ့လူတွေအောင်ရှိတယ်ဆိုပြီးပြောထားတာတွေ့ရှိရပါတယ်။အဲဒါကတော့အားလုံးသိတဲ့အတိုင်းပဲစစ်ကောင်စီရဲ့စစ်တောက်တိုင်းတွေကိုပြည်သူတွေကဘလောက်ထိတော့အခုလိုမျိုးမြစ်တာတရားတွေရှိလဲဆိုအားလုံးတွေ့ရမှာအတိုင်းပါပဲ။ပြည်သူတွေဆိုတာကလည်းမလုံနိုင်လို့လားငိမ့်နေရတာလုံနိုင်တဲ့နေ့ကျရင်တော့ဒီကောင်တွေကိုကြိတ်မာတော့အလွဲအီကံပါပဲ။ တွင်တွေ့ရမယ့်အကြောင်းအရာလေးကတော့အောင်စီရစစ်ကြောင်းကနေပြီးတော့ကင်းဆောင်နေတုန်းဖမ်းမိထားတဲ့စစ်တုံးမှဖြစ်ပါတယ်။ကင်းဆောင်နေတုန်းမှဖမ်းမိခံရတယ်လို့ဗျာ။သူ့ကိုကင်းဆောင်ခိုင်းမှာပဲဘဝမှာပြက်တာပဲ။ဟောပြောအောင်စီရစစ်ကြောင်းဆိုတာကတော့အလုံးသိတဲ့အတိုင်းပဲဒေါနာတောင်ကြီးမှာတဝဲဝဲတလဲလဲနဲ့တိုင်နေပတ်နေပြီးတော့ရေခဲတုံးရေပြောသူတနည်းတနည်းမြုံမြုံကျုံခံရတဲ့အောင်စီရစစ်ကြောင်းဖြစ်ပါတယ်။ကဲသူတို့တွေဘာတွေပြောလဲဆိုကြည့်လိုက်ပါဦး။တည့်ရဲ့အချင်းကြီးကတော့အလုံးသိတဲ့အတိုင်းမှာပဲမမိခင်တော့တော့ဇောင်းကျွားဆောင်ကြပါဗျာ။မိသွားတဲ့ခါကျရင်လည်းမျက်နှာငယ်လေးနဲ့ပေါ့သူတို့တွေကပဲတကယ်ကိုပဲမလုတ်ချင်မနဲ့လုတ်နေရတဲ့ပုံတွေပေါ့ဗျာ။ဒါပေမဲ့လည်းလုတ်ချင်လို့လုတ်နေတဲ့ကောင်တွေလည်းအများကြီးပါပဲ။ Đang ngồi đi cố đi. Ừ. Tất cả kế mẹ. Khá là yà cố đi lì. Hình <music> nhau. Nè, cái ni mà bảo cho nhau <music> phán khả nào <music> đây đấy. Không, thì sẽ cho một kiến sau này nè phán khả. Tại vì kỳ này là một con mộng. Con mộng. Tại tàu là một con mộng. Thì đấy, phụ mình lùng nó rồi là င်ဖို့ပေါ့ဓမ္မစာကလည်းရှေ့လူငဲ့နောက်လူအောက်အဝပြီဓမ္မလေးယောက်သာဦးဓမ္မကလက်တိစုတစိုးစာလောက်ပဲอืมတယောက်တယောက်စာတောင်းတော့ပြပြတိုက်လေတဲ့ကြိုးပြီးပါဘီလိုပြီးသူရေလက်ထဲမထည့်လို့ဘလို့မြင်လို့ဆိုတော့တောင်းတော့တိတ်ပြီးတော့ခုချိန်က စိုးစိုးဝါးဝါးပြင်းနေတယ်ပြည်သူလည်းတိုင်းနဲ့စီးနဲ့လှုပ်လှုပ်ပြီးတော့စိုးစိုးဝါးဝါးပြင်းနေတဲ့အတွက်ကြောင့်တမန်တော်ယူလည်းစိတ်နာလို့ဆုံးတော့တမန်တော်အနာတိဆိုတာပြည်သူကိုအနိုင်ကျင့်ခြင်းလို့ဘောကွာတော်ခခြင်းလို့အမှုပဲမြင်တမန်တော်ကြီးကြီးကြီးက သူတို့စီးပွားရေးနဲ့သူတို့ဟိုပါပဲလောက်ကန်နေတာနိုင်ငံတော်ဘောကိုဘာမှပြိုင်ပြီးလက်ကြည့်တော့ဘောသူတို့တက်ပဲသူတို့ရှားနေတာတရက်ရောက်မေးရေပေါ်ရူဖြစ်နိုင်ဆိုချင်းပြန်ပြီးမောင်းထုတ်ခြင်းဟွန်းဘဝင်ဖို့အတွက်ကိုတူကိုသားအယောရာဆိုချင်းကလည်းမောင်းထုတ်ပြီးတော့တတ်တတ် ဝင်လာခဲ့တဲ့ချိန်ကိုကိုယ်တိုင်နဲ့ဒီမှာတုံ့တွေ့နေရတဲ့အတွက်ကြောင့်တို့လည်းဒုက္ခလည်းမပြီးချင်ကိုတော်မှဒုက္ခခံစားရလို့ဝကျင်းမကုန်သေးတွေ့တွေ့မလို့ဝဝခံနေရနောက်တော့နောင်သားတွေကိုလည်းကိုလိုဒုက္ခတော့မခံသေးဘူးဆင်းရဲတယ်လည်းမခံသေးဘူးအိမ်မှာပဲလွတ်လွတ်လပ်လပ်နေပဲမိမိဘနဲ့ဒီကိုမွန်တော့ရေပဲပြောပြောချင်းချင်းစားတော့ဘူးပဲ ကိုကြွရောက်မှုမိဘရဲ့စိတ်ဆင်းရဲဒုက္ခကိုရောက်တည်ခြင်းကိုတော့မှအပြစ်သားလိုတာကိုဒုက္ခခံနေရအလောက်တည်းကိုကြည့်ခံရရဆိုရင်အခုကျွန်တော်လူတွေကြတော့အော်စစ်စစ်ကြောင်းမှာထိုင်နေတဲ့အရာရှိရရင်ပြေးတာအော်တော်မှုကစင်ကလေးอ่ะ ခဏရှောင်လိုက်တဲ့ဖြစ်ဖြစ်သွားနေမှာပါဆုတ်သွားတာနေမှာอืม what တင်ပါဗျာကဲစော်ဘိုးရင်ဆိုတဲ့ကောင်ဘာကောင်လဲဆိုတော့သိရနော်စော်ဘိုးရင်ဆိုတာရိုးရိုးလော်ဘီတကောင်မဟုတ်ပါဘူးစစ်တပ်နဲ့ပူးပေါင်းနေတဲ့စစ်တပ်တရင်ပေးဖြစ်သလိုပြည်သူတွေရဲ့ကိုယ်လည်းဘုံကျက်ဖို့အများအန်းတိုက်တွန်းနေတာဖြစ်ပြီးတော့ PDF တွေရဲ့နေရာဒေသတွေကိုလည်းတရင်ပေးနေကောင်ဖြစ်ပါတယ်ပြည်သူစစ်ဆန်ရောက်လေလူရောက်300နဲ့ဟမ်ဟာမလေး အတူတူအဲ့ဒီဒုစရီတူရဘွယ်တော်ပေးရမလို့ဖြစ်နေပြီရောဟိုကောင်လည်းလည်းဘာမှမပါပဲနဲ့ဓာတ်နဲ့တက်ထိုးတာအေးဟောမင်းကလူကြောင်900ပြောနေမင်းတို့ရဲ့ပြည်သူစီအပခေါင်းဆောင်ကြီးရောလူ9သိန်းရှိပါရဲ့ဆိုမှပဲဟိုကြိုလေဖမ်းမထုတ်တယ်အဲ့တော့အမှန်ပဲဖမ်းမထုတ်တဲ့ချိန်မှာဟောင်စုပေါ့ဟောင်စုတွေဟောင်စုတွေတော်တော်များများပြောကြတာဖြစ်သေးလားအေးအမေစုရောနော်တိုက်ရိုက်ကိုဒီကောင်စော်ကားနေတာဒီကောင်မျိုးတော့ဘယ်လိုလုပ်ရမလဲဆိုတာသိပါတယ်ပြည်သူတွေချိန်တိုင်းရေကျွန်တော်ဘာလုပ်ရမလဲဆိုတာတော့ဟာတခါလေးပြောနေတာတော့ ဘလို့ခေါ်လဲဆိုတော့ကျွန်တော် online တခုကိုကြည့်လိုက်တယ်ကြည့်လိုက်တဲ့အချိန်မှာ Umeo online နဲ့ဒီဘိုချုပ်တွေပေါ့နော်ဘိုချုပ်တော်တော်များများကိုဖမ်းဝင်ထုတ်လိုက်တဲ့အချိန်မှာအဲတို့ခေတ်ခေတ်စကားလည်းပြောရအောင်ဟောင်းစုတွေတော်တော်ပြောတာ online ပေါ်မှာပြောနေတာတော်တော်ပြောတော်တော်ပြောတော့မှတော်တော် online မှာကြည့်လိုက်ချင်းဟာတို့တွေအားပြောနေဟာ online ပြည့်ဖြစ်ပြီလို့တဲ့လားအဲဟောင်းစုအုပ်စုပြောနေတာအဲဟောင်းစု media တွေလည်းပြောနေတာအပြောလုံပြီးတော့အဲ့ဒီကချုပ်လိုက်နေဆိုရှင်ညမိုးချုပ်တကောင်ကျော်လေးပြန်ကြလားအာဟောင်းစု media တွေပြောနေ Umeo online က online ပြည့်ဖြစ်တော့မယ်ပေါ့ဘယ်တော့တော့ဖမ်းခံရတော့မယ်ပေါ့နော်ဒီဟောင်းစု media တွေဟောင်းစုအုပ်စုတွေပြောနေကြလား နောက်နေ့လည်းကြာလည်းကြာအောင်နေစမ်းပါအောင်ကျွန်တော်တုံးတက်နေတာဒီကိစ္စကဥထင်ကျော်လဲပါမယ်ဒေါ်စုလည်းပါမယ်အဲ့ဒီသူတို့စပြီးတော့ပျော်နေကြတဲ့ဟောင်းစုတွေပျော်နေကြတဲ့ကကျွန်တော်ကစဉ်းစားတာဘာလို့ပါမှာဖြစ်လို့ဒီကိစ္စပါတီမှုတွေပါလာမှာဆိုကျွန်တော်သိနေတယ်အနောက်တရကြတော့ဒေါ်စန်းစုကြည်ပါပါလာဒေါ်စန်းစုကြည်ပါပါလာဥထင်ကျော်လည်းပါလာပါဟောင်းစုတွေဘယ်လိုဖြစ်သွားလဲဆိုတော့လေပျော်နေတဲ့ဟောင်းစုတွေတခါလဲဟမ်းဦးမြောင်လိုက်မကြခင်ဖမ်းခံတော့ပဲဘယ်နိုင်ငံသားသွားဖမ်းခံတော့မယ် ဘာမှဖမ်းမခံနော်ဘာမှလည်းဖမ်းမလုပ်လို့လည်း Airforce မှာလုပ်လို့မရဘူး ICC တော့ဘာမှလုပ်လို့မရဘူးမင်းအောင်နိုင်ကဖမ်းခံမှာမဟုတ်ဘူးမင်းအောင်နိုင်ကဘွားပြောင်းမှာပြည်သူတွေကကြိတ်လို့ဘွားပြောင်းမှာမင်းအောင်နိုင်ကိုဖမ်းခံရလို့မင်းထင်နေနဲ့မင်းအောင်နိုင်ကိုဖမ်းခွင့်ပြည်သူတွေကပေးမှာမဟုတ်ဘူးပြည်သူတွေကမိလို့ကတော့နော်တော်လိုင်းကြီးပြီးပြည်သူတွေမိလို့ကတော့မင်းအောင်နိုင်လေရင်တော့စီးရမှာမဟုတ်ဘူးဒီအာဂျင်တီးနားပြန်တော့ဒီအားဆွေးပြီးတော့သူ့လုတာတော့ခုနိုင်ငံတော့သူ့ဖြစ်တာလေနော်ကျေးဇူးတရားမသလားအဲ့ဒီဟောင်စုကိစ္စမှာပြူပြူထွေးကကျွန်တော်ဝင်မပြောဘူးနော်ဝင်လည်းမပြောဒီနေ့ဒီကိစ္စနဲ့ပတ်သက် reaction လည်းမလုပ်သလို အဲ့ဘယ်လိုကောင်းလို့ဆိုလို့ရှိရင်ဘာမှမပြောဘာကြောင့်ဆိုတော့ဖြူဖြူသွေးဆိုတာလေဒီဟောင်စုတွေကိုမွေးထုတ်နေတာပါသူလည်းပါတယ်ဒီတူပြန်မှရပါတယ်နော်အဲ့သူတို့မွေးထုတ်တဲ့တရေတပတ်တွေကအကောင်ကြီးတာသူတို့ပြန်ချောက်နေတာတော့ကျွန်တော်တို့ဒါကိုယ်နဲ့ထိုက်လို့ကိုရတယ်လို့ပဲကျွန်တော်အနေနဲ့ဖြူဖြူသွေးကိုအဲ့ဒီလိုပဲကျွန်တော်တို့တုံးတတ်တယ်တော့ဖောင်ဝရန်ကိစ္စနဲ့မထီမဲ့ကိစ္စဆိုတော့သူတို့သိဖို့လိုတယ်အဲ့တော့သူတို့ကတော့ဒီဦးမင်း online ပြုတ်ပြီးတော့စန့်ကျင်ပဲသူတို့မောင်းတဲ့သူပြုတ်ပြီးတော့ဆိုပြီးတော့ရှောက်လောက်လိုက်တယ်လောက်လိုက်ခါဒေါအောင်စန်းစုကြည်ပါပါပါတယ်ဒေါ်စုကြည်ပါပါရင်လည်းမကောက်ဒေါ်စုကြည်နဲ့ပတ်သက်တဲ့အကောင်လုံးကထပ်ပြီးတော့အမှုတွေပါလာနိုင်တယ်အန်ယူကြည်ပါပါလာနိုင်တယ်နော်အကြက်ကြက်တရီထားပါ อืมအဲ့တော့သူပြီးရင်သူကိုပြီးတာမဟုတ်ဘူးအားလုံးဟာเนาะကျွန်တော်တနိုင်ငံသားတွေဖြစ်တဲ့တည်းကသူခံရင်ကိုလည်းခံရတာပဲအထုတူပေါ့ဗျာဒီယောမင်းတို့ဘောမတွေနဲ့ငါတို့လာတမ်းမညိနဲ့မင်းတို့စစ်ခွေးဘောမတောက်တိုင်နေတဲ့လာတမ်းမညိနဲ့ပြည်သူတွေကိုเนาะအဲဟိုဆေးဥစုပြကြရင်ပြီးရောဆိုပြီးတော့တာဝါနေရင်ရှောက်ချိုးဟလာမီးတိုင်ကြီးရှောက်ချိုးတကယ်တကယ်မီးပြက်ပြီးအော်ဆဲနေအောင်အကုန်လုံးကြည့်လိုက်လို့ရှိရင်အဲ့မှာဒါဟောင်စုတွေယူဟလာတခါကျရင်မင်းတို့အဲ့ဒီပေါ့เนาะ ောင်စုတွေအကုန်လုံးကျွန်တော်ပြောကျင်တယ်တလားခင်ဗျားတို့ကမီးပြက်လို့ရှိရင်ခင်ဗျားတို့မငီးသေးတဲ့သူတွေမှာခင်ဗျားတို့အဲ့လက်သုံးချောင်းထောင်မှုတဲ့သူတွေဒုပြည်သူတွေညည်လာဟိညည်တယ်ဟိတို့အော်ကယ်ဘူးတဲ့သူတွေအားလုံးပါတယ်ခင်ဗျားတို့ပါဇက်ပိတ်ထားပါနော်မြန်မာနိုင်ငံမှာအခုကုန်စည်လုံးကြီးတယ်ခင်ဗျားတို့မင်းပြည်သူတွေကိုပါဇက်ပိတ်ထားတဲ့ဂျင်းနဲ့ဆိုရင်မင်းတို့မီတာကလည်းမကောက်နဲ့လေမင်းဘာတွေမီတာကလိုက်ကောက်တာလို့ပြောဦးလေမီးမပိတ်ပိတ်နဲ့မီတာကကောက်နေတဲ့မင်းဘာစစ်ခွေးတွေကိုလည်းပြောဦးလေပါဇက်ပိတ်ထားပါနော်စိတ်ခံပါနော်မြန်မာနိုင်ငံမှာအခုဓာတ်တိုင်တွေကျိုးတာမီးမလာဘူးနော် မီးမလာဘူး စိတ်ခံပါနော်မြန်မာနိုင်ငံမှာအခုဒုက္ခကြောက်ဒုက္ခဘောင်းဆောင်ရအောင်အဲ့လက်သုံးချောင်းထောင်မှုသူတိုင်းတို့တူတို့ပြည်သူရဲ့ညီရလာရဲ့အော်ဘူးသူတိုင်းပြီးရင်တော်နိုင်ရင်အားပေးပါလေဆိုတဲ့သူတိုင်းပါစက်ပိတ်ထားပါစိတ်ခံကြနော်ခင်ဗျားတို့အော်ဖို့မတန်ဘူးဟုတ်လားခင်ဗျားတို့လည်းလုံးဝမတန်ဘူးဘာကြောင့်လဲဆိုတော့ဒီစေုပ်ချုပ်ကြီးစေုပ်ချုပ်ကြီးပေါ့နော်စစ်တပ်ကြီးပြုတ်ရင်ပြီးရောဆိုပြီးတော့ဘာမှမဆိုလုံးလိုက်တဲ့အချိန်မှာတော့အားလုံးအားလုံးထိကြတာမြန်မာပြည်ပြည့်စင်ကုန်လုံးထိမှာတယောက်မှအနီလည်းမလုပ်ဘူးအစိမ်းလည်းမလုပ်ဘူးအပြားလည်းမလုပ်ဘူးအဝါလည်းမလုပ်ဘူး ေးမင်းလည်းလွတ်မဲ့မထင်နဲ့မင်းလည်းဖင်းလာမနေမဲ့ဆိုပြီးလွတ်မဲ့မထင်နဲ့တစ်သလုံးမင်းဖင်းလာမှာပဲအယူထိုးရမယ်ကောင်မြန်မာနိုင်ငံကိုမင်းဝင်ဖို့လမ်းကြောင်းတော့ရှိရောမရှိတော့ပြောင်းကြီးအွန်လိုင်းအောင်လို့ကတော့မင်းကိုလေရင်ခွင့်မှာတွေ့တော့တရုတ်တစ်ချက်ဖနက်နဲ့မင်းနှစ်ဖူးရိုက်မှာအဲမေဆုနဲ့ညီတော်ကတမရဟောင်းတမရကြီးဦးထင်ကျော်တို့ဝင်ရမှာပါတဲ့အတွက်ဘောမတစိုက်ကတော့ပျော်နေကြတာတွေ့ရှိရပါတယ်အဂျီနာထိုးလိုက်တဲ့ဝင်ရမ်းဆိုတာကတော့တကယ်တော့ကိုယ်နိုင်ငံတွေဝင်ရောက်ပြီးတော့ဖမ်းဆီးလို့ရတဲ့ຢာတမဟုတ်ပါဘူးဒါပေမဲ့အာဖက်တီတော့ရှိလဲဆိုရင်တော့ နာမည်တွင်တာပေါ့ဗျာပြောရရင်တော့ဝေယံပြည်နာမည်တွင်ပြီးတော့အခြားနိုင်ငံတွေသွားတဲ့အခါမှာတော့ပတိကောက်တော့ဖြစ်ရတာပေါ့ဒါလို့အင်အားနည်းမယ်ဆိုရင်တော့လေဟန်းခံရနိုင်တာပေါ့ဗျာအခုမှတစ်ခုပြောရမယ်ဆိုရင်မွန်ဂိုလီးယားကိုရုရှားသမ္မတပူတင်သွားတဲ့အချိန်တုန်းကပူတင်ဟာဝေယံထုတ်ခံတာဖြစ်ပါတယ်မွန်ဂိုလီးယားကလည်းဟန်းပေးဖို့ဟန်းခိုင်းဖို့မွန်ဂိုလီးယားနိုင်ငံကိုလည်းအစီအရာနေပြီးတော့ကြောင်းကြထားပါလေ။ဒါပေမဲ့မွန်ဂိုလီးယားကတော့ပေါ်စုံးကြီးခင်းပြီးတော့ကျိုးစိုးတာကိုဖိရှိခဲ့ရပါလေ။ဒါဒီအားလုံးကြည့်မယ်ဆိုရင်ဟာအင်အားကြီးတဲ့အတွက်လုံထိုင်ဖို့ဗျာ။ဘာလုပ်လို့မရဘူးပေါ့။ ျောက်သွားမှာပေါ့နိုင်ငံကြီးပျောက်သွားမှာပေါ့နော်အာအင်းအားတော့ဒါတစ်ခါတိကရှိရနေတာပေါ့ဒါကြောင့်လဲမင်းအောင်နိုင်ဆိုတာကလည်းဒီလိုအင်းအားရှိဖို့အတွက်သူ့အနေနဲ့ဓာတ်ဥပေါင်းမျိုးစုံကိုယူထားရတယ်ဖြစ်ပါတယ်အခုသဖြင့်တော့သူမယူလို့မရတဲ့အရာကတော့ဒီခေါင်းဆောင်ဒါတမတော်ဦးစီးချုပ်ဒီခွေးရာတူကိုသူယူမှဖြစ်မှာပါသူ့နောက်မှာတမတော်ရှိမှသူ့နောက်မှာအုံတော်မရှိတဲ့စစ်ခွေးတွေရှိမှသူအဆင်ပြေမှာဖြစ်ပါတယ်မဟုတ်ရင်တော့သူမလွယ်ပါဘူးဒါကြောင့်တမတော်နေရာတက်မယ်ဆိုတဲ့အဆင်ပြေသေးပါဘူးတမတော်မှာခန့်ထားတဲ့ကောင်ကထပြီးဖောက်ဝင်သူဘွားပြတ်သွားနိုင်တာသိပါတယ်အဲဒါကတော့နောက်တစ်ခုအနေနဲ့ကတော့အမေရောင်းလာလို့ကောင်မျိုးက ဟာဝင်ရမကောက်တော့ဘာပဲထုတ်ထုတ်အဆက်ရှိတဲ့ကောင်မဟုတ်တဲ့အတွက်ဘာမှတော့ဖြစ်စရာကောင်းမရှိပါဘူး။ဒါပေမဲ့အမေစုအနေနဲ့ကတော့ဝင်ရနဲ့ပတ်သက်ပြီးတော့အမခံရပြီမယ်လေ။လက်ရှိချိန်မှာထိမ့်သိမ်းခံရတာဖြစ်ပြီးတော့နာမည်အနေနဲ့တော့ပျက်စီးတာရှိနေပါလေ။ဒါပေမဲ့လေဒီဝင်ရဟာလက်ရှိဟမ်းမယ်ဆိုပြီးတော့ထုတ်တယ်ဆိုတာနဲ့ပြန်လည်ဖြည့်ရှင်းလို့ရတဲ့အရာတွေရှိတယ်ဆိုတာလေအခုဒါမှပြည်လူတွေကတွေ့အောင်ဖြစ်ပါတယ်။ဒီဝင်ရကိုစပြီးတော့ဖမ်းလိုက်ဖို့တင်ငယ်တွေကဝင်ဒီလိုတရားဆဆွဲတဲ့သူကရသအစိုးရကိုမထည့်ထားပါဘူး။ဒါစစ်ကောင်းတော်မျိုးပဲထည့်ထားတာပါ။ရသအစိုးရနဲ့ပတ်သက်ပြီးရသအစိုးရနေပြီးတော့ဒီလိုမျိုးလုံရင်ကြတွေကိုလှုပ်ဖို့အတွက်ညွှန်ကြားထားရလည်းမရှိပါဘူး။သူတို့မှလည်းတသက်မရှိပါဘူး။ တို့ကိုလည်းအခုဖွင့်ပြောမှပြီလို့လေးဖြစ်ပါတယ်ဒါပေမဲ့လည်းရတအစိုးရတွေကစစ်ဆေးတင်တယ်ဆိုပြီးတော့အာဂျင်တီးနားတရားရုံးကနေပြီးတော့ချမှတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်လားအာဂျင်တီးနားတရားရုံးအနေနဲ့ရတအဲ့ချိန်မှာအုပ်ချုပ်နေတဲ့ရတအစိုးရခေါင်းဆောင်တွေကိုအခုလိုမျိုးဖွင့်ရန်ထုတ်ပြန်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒါကလည်းဖြစ်ရှင်ရဲ့ပြဿနာဖြစ်တဲ့အတွက်သိပြီးတော့ကိစ္စကိုကိုယ်ရင်စရာအကြောင်းမရှိဘူးဆိုတာလည်းဒီနေရာကနေပြီးတော့ဆက်မှပြောချင်းပြီးတော့အဓိကလောက်ရမှာကတော့ ਈ တွင်းထဲမှာအခွေးမင်းအောင်လိုင်းကိုတိုက်ဖြတ်ဖို့ပါပဲ In our view the the file contains a lot of evidence pointing to the military okay ကျော်ရီကိုမိရှုရက်သားတွေကိုတတ်ဖြတ်မှုနဲ့ပတ်သက်လို့အသက်ရှင်ကျန်ရစ်သူတွေရဲ့ထွက်ဆိုချက်တွေအရာရောတခြားစုံစမ်းစစ်ဆေးချက်တွေအရာစစ်တပ်ကပါဝင်ပတ်သက်နေတဲ့အထောက်အထားတွေအများကြီးရှိနေပါတယ်ဒါပေမဲ့ရက်ဖက်ခေါင်းဆောင်တွေပါပါသလားဆိုတဲ့မေးခွန်းဆိုရင်တော့စစ်တပ်ပါဝင်ပတ်သက်နေတဲ့ဆိုတဲ့အဖြေလိုမျိုးပြက်ပြက်သားသားပြောလို့မရပါဘူး2018ခုနှစ်တုန်းကလူမျိုးတုံးတပ်ဖြတ်မှုဖြစ်ခဲ့တဲ့ဆိုတဲ့အချိန်မှာရက်သားစုကကာလဖြစ်နေတော့ အာဂျင်တီးနားတရားသူကြီးအမျိုးသမီးဦးဆောင်တဲ့အဖွဲ့ကနေမြန်မာရပ်ဖက်ခေါင်းဆောင်တွေမှာတာဝန်ရှိမရှိစစ်ဆေးဖို့အချိန်တန်ပြီဖြစ်တဲ့အတွက်ဖောင်ရန်ဆင်းမှာတခါတည်းထည့်သွင်းဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်အခုလိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖောင်ရန်ထုတ်တာဟာအဓိကတိုးတက်မှုတစ်ခုဖြစ်ပေမဲ့အခြားအရက်သားခေါင်းဆောင်တွေပါဝင်နေတဲ့အတွက်အခြေအတင်မေးခွန်းထုတ်စရာရှိနေတာပါ ဒါနဲ့ပတ်သက်လို့2019ခုနှစ်ကအာဂျင်တီးနားနိုင်ငံဘွီနိုဆိုင်းရက်စ်တရားရုံးမှာအမှုကိုဥတိုင်းလျှောက်ထားခဲ့တဲ့ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့တောက်ကြနေကထုတ်ပြန်ချက်မှာတော့ရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတက်ဖြတ်မှုနဲ့ဆွဲချက်မှာဒေါအောင်ဆန်းစုကြည်နဲ့သမရဦးထင်ကျော်တို့ပါဝင်ပတ်သက်နေရဆိုတဲ့တပ်တွေအထောက်ထားအခိုင်အလုံရှိတဲ့အတွက်ဖန်ဝရန်ထုတ်မဲ့စည်းရုံးမှာထည့်သွင်းခြင်းမပြုဘဲ2023ခုနှစ်ဒီဇင်ဘာလမှာတရားရုံးကိုလျှောက်ထားခဲ့ပေမဲ့ အာဂျင်တီးနားအစိုးရရှေ့နေတွေဘက်ကလက်မခံဘဲ2024ခုနှစ်ဇွန်လကတရားရုံးကိုတင်သွင်းတဲ့သူတို့လျှောက်ထားချက်မှာထည့်သွင်းဖော်ပြခဲ့တယ်လို့ဆိုပါရယ်အာဂျင်တီးနားတရားရုံးရဲ့ဖန်ရန်ကိုဘလို့အကောင့်ထဲပေါ်မှာလဲလို့မစ္စတာကင်တာနာကိုမေးကြည့်ရမှာ um the first step will be for the argentinian court to send a communication ပထမဆုံးအာဂျင်တနာတရားရုံးကနေ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ကိုသူတို့ထုတ်ပြန်တဲ့ဖမ်းမရန်ပို့ပေးရမှာဖြစ်ပါတယ်။အဲ့နောက်နိုင်ငံတကာမှာဒီဖမ်းမရန်နဲ့ပတ်သက်လို့ကူညီဆောင်ရွက်ပေးဖို့ Interpol အဖွဲ့ကလိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံအသီးသီးကရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။အထူးသဖြင့်စစ်တပ်အုပ်ချုပ်မှုကိုတွန်းလှန်နေတဲ့မြန်မာနိုင်ငံမှာဘလို့ဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့အဖြေမရသေးပါဘူး။နိုင်ငံတကာအနေနဲ့ဘလို့ပူးပေါင်းဆောင်ရွက်မလဲတုံ့ပြန်ကြမလဲဆိုတာကတော့အဓိကကိစ္စဖြစ်နေပါတယ်။ ဥရောပသမဂ္ဂ American Britain နဲ့ ASEAN တို့လိုမိတ်ဖက်အဖွဲ့အစည်းနိုင်ငံတွေစီကပံ့ပိုးကူညီမှုတွေရဖို့ Argentina အနေနဲ့ချဉ်းကပ်ဆောင်ရွက်ဖို့ရှိပါတယ်မြန်မာရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌဦးထွန်းခင်ကလည်းအာဂျင်တီးနားတရားရုံးရဲ့ဖန်ရန်ထုတ်ဖို့ဆုံးဖြတ်ချက်ဟာရိုဟင်ဂျာတွေအတွက်တရားမျှတမှုရရှိရေးနိုင်ငံတကာကြိုးပမ်းချက်တွေမှာအလွန်အရေးပါတယ်လို့ပြောကြားခဲ့ပါတယ်။တရားဥပဒေအထက်မှာဘယ်သူမှမရှိဘူးဆိုတာကိုစစ်ကောင်းဆောင်တွေကလက်တွေပြသလိုက်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ် ာဂျင်တီးနားတရားရုံးရဲ့ဖန်ဝရံထုတ်မှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတရားဝင်တုံ့ပြန်တာမျိုးမရှိသေးပေမဲ့ VOE ရဲ့စုံစမ်းမေးမြန်းမှုကိုတုံ့ပြန်ထားတဲ့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်မှာတော့အာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုပယ်ချခဲ့ပြီးအာဂျင်တီးနားရဲ့လုတ်ပိုင်ခွင့်နဲ့ပတ်သက်လို့ဥပဒေနဲ့ညီမညီမေးခွန်းထုတ်သွားပါရရှင်။ဇော်မင်းလုံးကပြန်ပြီးတော့မေးခွန်းထုတ်နေသေးတယ်။ဒါလည်းထုတ်သိမှလဲဇော်မင်းလုံးအနေနဲ့အဖမ်းခံကြတာမှမဟုတ်တာယူနောက်ဘဝကူးကျင်တာယူမြန်မာနိုင်ငံထဲမှာပဲနောက်ဘဝကူးရမယ်ကောင်းနေပဲဟာယူ။ Oh, <laughs>